မင်္ဂလာပါကျွန်တော်စီမှာရာသက်ပန်စာပါကြည့်ပေးစီရမလို့ပဲနဲ့အသုံးပြုနိုင်တဲ့ 2D viewers online software နဲ့ message ပေးခြင်းပါတယ်ဒီ software လေးကိုပဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ admin ရဲ့ agent ရဲ့ seller ရဲ့ဆိုပြီးတော့မှ software သုံးခုရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီ software သုံးခု ကိုကျွန်တော်တို့ဘယ်လိုမျိုးခြေဆက်ပြီးတော့မှအသုံးပြုရတယ်ဆိုတာရယ်ဒီ software လေးမှာဘယ်လိုလုပ်ဆောင်ချက်တွေပေါ့နေဆိုတော့ကျွန်တော်အတူချုပ်ပြီးတော့မှရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ software ဝယ်ယူတဲ့အခါမှာဒီ admin software ကိုဝင်မှုတဲ့ကျွန်တော် user name နဲ့ password လေးပေးပို့သွားမှာဖြစ်ပါတယ်ကျွန်တော်ပေးလိုက်တဲ့ user name နဲ့ password နဲ့ admin software ကိုဝင်ပြရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် admin software ရဲ့က setting နဲ့ဝင်ပြီးတော့မှအချိန်ရနေရာမှာကျွန်တော်စိတ်ကြိုက်ရောင်းချင်တွေကိုကျွန်တော်ကဖွင့်နေနေမှာဖြစ်ပါတယ်ရောင်းချင်တွေကိုလည်းကျွန်တော်ကအဖွင့်ပေးကျွန်တော်က diamond ကနေပြီးတော့မှပြုလုပ်နေပါတယ်ပြီးရင်တော့ကျွန်တော် diamond ကနေပြီးတော့မှ payment တွေကိုလည်းကိုစိတ်ကြိုက်ကျွန်တော်ထည့်ထားလို့ရပါတယ် ပြီးရင်တော့ကျွန်တော်တို့ agent နဲ့ဝင်ပြီးတော့မှကိုယ့်ရဲ့အောက်က agent နဲ့အတွက် account တွေကိုကိုယ်စိတ်ကြကျွန်တော်ဖွင့်နေမှာဖြစ်ပါတယ်။ agent account တွေဖွင့်တဲ့အခါမှာလည်းကျွန်တော်တို့ကိုပေးချင်တဲ့ user name နဲ့ password ကိုထားပေးနိုင်တဲ့အပြင်ကျွန်တော်တို့တူးချင်းစီရဲ့မတူညီတဲ့ commission ကတွေအယောဇတွေခဏပိတ်တူလည်းကျွန်တော်သတ်မှတ်ပေးနေမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Diamond ကနေပြီးတော့မှဖွင့်ပေးလိုက်တဲ့ agent account နဲ့ကျွန်တော်တို့ agent software တွေကိုကျွန်တော်တို့ကဝင်ပြရမှာဖြစ်ပါတယ်။ နော် agent software ဝင်ပြီးသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ dynamic ကနေပြီးတော့မှအသက်မှတ်ပေးလိုက်တဲ့ကဏ္ဍ break တွေပြီးလို့ရှိရင် pay ကဏ္ဍတွေကိုအခုလိုမျိုးကျွန်တော်တို့တွေ့မြင်မှာဖြစ်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့ agent အနေနဲ့ကျွန်တော် commission နဲ့ဝင်ပြီးတော့မှကိုယ့်ရောကကော်စားတွေအတွက်ကျွန်တော် commission account တွေကိုဖွင့်ပေးနိုင်မှာဖြစ်ပါတယ်။ commission account တွေဖွင့်တဲ့အခါမှာလည်းကျွန်တော်တို့တူဦးချင်းစီရဲ့အမီနဲ့စကားဝတ်တွေပြီးလို့ရှိရင် commission ကတွေကဏ္ဍ break တွေအယောစားတွေကိုလည်းကိုယ်စိတ်ကျကျွန်တော်သတ်မှတ်ပြီးတော့မှဖွင့်ပေးနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ အင်ဂျင်ကနေပြီးတော့မှအဖွင့်ပေးလိုက်တဲ့ကော်မရှင်ကောက်နဲ့ကျွန်တော်ဆက်လာဆိုတဲ့ software ကိုဝင်ပြီးတော့မှကျွန်တော်တို့က3မိနစ်မှာဖြစ်ပါတယ် ကောစားအနေနဲ့ဒီ seller ဆိုတဲ့ software လေးကိုသုံးပြုပြီးတော့မှကျွန်တော်တို့ရောင်းစင်းတွေကိုကျွန်တော်တို့စိတ်ကြိုက်ထည့်သိမ်းနေမှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ရောင်းမယ်ဆိုလို့ရှိရင်ရောင်းရတဲ့ဝင်မယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကုအောက်ကထူးသားတွေရဲ့နာမည်ကိုထည့်ပြီးတော့မှကျွန်တော်တို့စင်းတွေကိုကျွန်တော်ထည့်သိမ်းနေမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ပေါ်တိုင်ကနေပြီးတော့မှထက်တိုင်ကနေပြီးတော့မှဘဏ္ဍပိုင်းကိုဖွင့်ထားဆိုရင်ဘဏ္ဍပိုင်းစင်းတွေကိုထည့်ပြရမှာဖြစ်ပါတယ်။ညနေပိုင်းဖွင့်ပေးတာဆိုရင်ညနေပိုင်းစင်းတွေကိုထည့်ပြရမှာဖြစ်ပါတယ်နော်။အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကဏ္ဍနေထည့်တဲ့အခါမှာလည်းကျွန်တော်တို့ကောစားအနေနဲ့ပေါ့နော်။လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်ထည့်လို့ရအောင်ကျွန်တော်အနေနဲ့တစ်ခုလိုမျိုးလို့ ားရခလုတ်တွေစုံစုံလေးနေပါဝင်တဲ့ကနက်လက်ကွက်တွေကိုထည့်ပေးတာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ဒီနေရာမှာအာကျွန်တော်တို့အခုရဲ့ပေါ်တိုင်းကပေါ့နော်ပေကင်နဲ့နေထည့်ထားရဆိုလို့ရှိရင်ကျွန်တော်ပေကနန်းတွေကိုကျွန်တော်ကထည့်လို့ရမှာမဟုတ်ပါဘူးကျွန်တော်ကနန်းထည့်ရတဲ့ပုံစံလေးကိုကျွန်တော်နမူနာနဲ့ပြပြပါမယ်ဒါအခုလိုမျိုးကိုထည့်ချင်တဲ့ကနန်းလေးကိုရိုက်ထည့်ပြီးတော့မှအလွယ်တကူကျွန်တော်ကစည်းင်းတွေကိုထည့်တင်နေမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပေကနန်းတွေပါလာလို့ရှိရင်တော့ software ကနေပြီးတော့တက်ခံပြီးတော့မှထည့်ပြီးမှာမဟုတ်ပါဘူး ပြီးရင်တော့ကျွန်တော်တို့ထိုးရံဆိုတဲ့နေနေတာနဲ့ကျွန်တော်တို့စင်းတွေကိုကျွန်တော်တင်ပေးတော့မှာဖြစ်ပါတယ်။အဲတော့ကုထည့်လိုက်တဲ့စင်းတွေကိုလည်းကျွန်တော်တို့ခဏမ်းများလေးကိုသွားပြီးတော့မှကျွန်တော်ကြည့်နိုင်မှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့လေဂျာနေနဲ့ကျွန်တော်တွေ့မြောင်ဖြစ်ပါတယ်။အဲ့တော့ဒီလေဂျာကြည့်တဲ့အခါမှာလည်းကျွန်တော်တို့ထိုးခြင်းများဆုံးကနေကိုထိစုံမှာပြပေးထားတယ်။ထိုးခြင်းနေဆုံးကနေကိုအောက်ဆုံးမှာပြပေးထားဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့စုစုပေါင်းကျွန်တော်တို့ရဲ့ရောင်းကြီးဘယ်လောက်ရှိရဲဆိုတော့လည်းကျွန်တော်တို့အောက်ဆုံးမှာကျွန်တော်ပြပေးထားဖြစ်ပါတယ်။ ီးရင်တော့ကျွန်တော်တို့ဘောက်ချာထဲမှာဝင်ပြီးတော့မှကျွန်တော်တို့ကိုထည့်လိုက်တဲ့စီးရင်တွေကိုကျွန်တော်တူးချင်းစီရဲ့ကျွန်တော်ဘောက်ချာနေနဲ့ပြန်ပြီးတော့မှကြည့်နေသလိုဒီဘောက်ချာတွေကိုလည်း copy ယူပြီးတော့မှကိုရဲ့အောက်ကထိုးသားတွေကိုပြန်ပြီးတော့မှ Viber သုံးဖို့ Messenger နေပြဖို့နေသလိုကျွန်တော်တို့ကို့မှာ Bluetooth ပင်နာရှိရဆိုလို့ရှိရင်ပင်နာနေနဲ့ချိတ်ဆက်ပြီးတော့မှပီဇာနေနဲ့ကျွန်တော်တို့ထုတ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကို့အောက်ကထည့်လိုက်တင်လိုက်တဲ့ကျွန်တော်တို့ဒီ call site တင်လိုက်တဲ့ခန်းတွေကိုကျွန်တော်တို့ agent နဲ့တိုင်းစီမှာသွားပြီးတော့မှအာရောက်တော့မှာဖြစ်ပါတယ် ဲ့တော့ကျွန်တော်အရင်ဆုံးကျွန်တော်အေဂျင့်တွေကိုကြည့်လိုက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အခုကဏ္ဍများထဲမှာကျွန်တော်တို့ကိုအောက်ကကော်စာရိုက်တင်လိုက်တဲ့မြတ်ကဏ္ဍတွေကိုကျွန်တော်ဒေဂျာနေနဲ့ပြန်ပြီးကြည့်နိုင်တယ်လို့ကျွန်တော်အသေးစိတ်ထဲဝင်ကြည့်မယ်နေလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကိုအောက်ကကော်စာရိုက်တင်ထားတဲ့မြတ်အတူချင်းစီရဲ့ကျွန်တော်တို့စီးရင်တွေကိုသိရှိနိုင်မှာဖြစ်ပါတယ်ဒါပြင်ကမှကျွန်တော်တို့ကပေါချာတွေကိုလည်းပြန်ပြောင်းမှကြည့်ရှုနိုင်မှာဖြစ်ပါတယ် ဒီပုံစံတိုင်းပဲကုအောက်ကကော်စားတွေအေဂျင့်တွေတင်သမျှစင်းတွေကိုဒိုင်ဘက်မှာသွားပြီးတော့မှကျွန်တော်ကနေများထဲမှာသွားပြီးတော့မှကြည့်နိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒီထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အသေးစိတ်ပြန်ပြီးတော့မှကိုယ့်ရဲ့အောက်ကကော်မရှင်တွေအေဂျင့်တွေရဲ့စင်းတွေကိုပြန်ပြီးတော့မှကြည့်နိုင်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒိုင်မှာဆိုလို့ရှိရင်ကျွန်တော်တို့တင်ွက်ထဲဝင်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်လိုချင်တဲ့ငွေမောက်ကိုဘရိတ်ဖြတ်ပြီးတော့မှကိုယ့်ရဲ့ပေါ်တိုင်ကိုပြန်ပို့လို့ရတယ်ကျွန်တော်တို့စောင့်ကြည့်လို့ထည့်ပေးထားပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်၃000ဘရိတ်ထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာညာဘက်မှာကျွန်းွက်တွေထွက်လာပြီးအဲကျွန်းွက်တွေကိုကျွန်တော်ကတင်မနစ်လိုက်တာနဲ့ကျွန်တော်တို့ပန်တမ်းများလို့ရက်တော့မှာဖြစ်ပါတယ် တယ်မတမ်းများလို့ရောက်သွားတဲ့ဂျုံွက်တွေကို copy ယူပြီးမှကိုယ့်ရဲ့အပေါ်တိုင်းကို Viber သုံးမက်ဆက်နေပြန်နေပြဖို့နံပါတ်ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ diamond ကနေပြီးတော့မှပေါက်သီးထည့်ပြီးတော့မှရောစားဆင်းရှင်းလိုက်တာနဲ့ဒီဆင်းနေအလုံးဒီကိုယ့်ရဲ့အောက်က agent နေ seller စီမှာတွားပြီးတော့မှပေါ်နေမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် agent မှာဆိုလို့ရှိရင် diamond ကထည့်လိုက်တယ်ပေါက်သီးအတိုင်းပဲကျွန်တော် ရောစားစင်းကိုကြည့်နေတယ်လို့ကျွန်တော်တို့ဟော seller ဆိုတဲ့ software မှာဆိုလို့ရှိရင် diamond ကထည့်လိုက်တယ်ပေါက်သီးအတိုင်းကျွန်တော်ရောစားစင်းတွေကိုကျွန်တော်သိနေမှာဖြစ်ပါတယ် ဒါလေးကတော့ကျွန်တော် 2D POS online software လေးရဲ့အသုံးပြုပုံလေးကိုကျွန်တော်အတိုးချုပ်ပြီးတော့မှရှင်းပြပေးရဖြစ်ပါတယ်။ကျေးဇူးတူပဲတရှိပါတယ်ခင်ဗျာ။